ပြီးတော့စိုက်တယ်ဆိုရင်ဟန်ပြပေါ့ဟုတ်လားအဲ့ဒီလိုလုပ်နေမယ်ဆိုရင်တော့ဒီပင်နေဆိုင်နေကြတယ်တစ်နှစ်ကိုဘယ်လောက်ဆက်ကြတယ်ဆိုတော့ကိငန်းန်းနေတာတက်သွားမယ်စိုက်တယ်များတစ်ပင်နေရှင်တန်မှုလို့နောက်တော့ဆက်ပြီးတော့ဆက်ပြီးပြစ်ထားလို့မရဘူးတစ်ပင်ရဲ့သဘောတဘာဝအခုတ်ကူရဲ့အရှိပဲရွှေချောင်းဒေသမှာပြိုးဥယျာဉ်နဲ့ပြိုးထောင်ပြီးတော့ပြိုးဥယျာဉ်တွေဝေရတယ်ဝေရသည်ဇူလိုင်လမတိုင်ခင် လူတို့ဖြတ်ရမယ်ဆိုလို့ကိုရွှေချောင်းချောင်းနဲ့ကြတော့ဥရုပြိုးဝင်တွေကိုထားပခဲ့တာလွတ်ပခဲ့တယ်ယူရဲဆိုတဲ့စီရင်တော်ဒီမှာပေါ်တယ်ရွာတိအောင်မတဲတော့ဘူးမဆိုင်တော့ဘူးနိုင်ငံတော်ကလာယူရမယ်ဆိုလို့လာယူတာရောမမဆိုင်ဘူးလမ်းချောင်းမှာပဲမမြင်ကြွေရမှာပဲထားပခဲ့ကြတယ်အဲ့လိုဟာမျိုးတွေကြုံရတော့ပေါ့နော်ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app ။ Luxury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်။တိတ်ဖုန်တွေကအကောင်းဆုံး shopping မှာ Luxury your shopping partner ထိမ့်သိရတဲ့လုပ်ရေလောင်းရတာတို့ဟုတ်လားရေရအောင် လုပ်ပေးရတာတို့ကျွဲ့နွားတွေမဆောက်အောင်လုပ်ရတာတို့เนาะဒီလိုစောင့်ရှောက်ရတဲ့လုပ်တွေဆက်လုပ်ရမယ်ဆိုတာမျိုးသိကြမှာပေါ့เนาะအဲ့တော့ပြန်ပြောရလို့ရှိရင်ဟန်ပြတော့စိုက်နေုံနဲ့တော့ ပဝန်းကျင်ကြီးကစိမ့်လန်းဆုပ်ပြေလာမှာမဟုတ်ဘူးတိပင်းရဲ့အကျိုးကျေးဇူးကိုခံစားရမှာမဟုတ်ဘူးတကယ်ကို စိတ်ပါလက်ပါစိုက်ကြကောင်းပြီစိတ်ပါလက်ပါ တကယ်ကိုတိပင်းဖြစ်ချင်လို့စိုက်မယ်ဆိုရင်စဉ်းစားစရာလေးနှစ်ချက်သုံးချက်ရှိတာပဲဥပမာ အပူပိုင်းဒေသမြန်မာပြည်အလယ်ပိုင်းမိုးခေါင်တဲ့ဒေသမှာမိုးရေကိုတစ်နှစ်လုံးရမှာရှင်မဲ့အပင်မျိုးသွားစိုက်လို့မဖြစ်ပြန်ဘူး တကယ်တမ်းတစ်ပင်တွေကိုအများကြီးစိုက်တဲ့အခါရေလောင်းမှုဆိုတဲ့ဟာလဲအပြောလွယ်သလောက်အလုပ်ခက်တယ်ရေလောင်းမှုဆိုတာမဖြစ်နိုင်ဘူးဥရုတ္တတော်သမားတွေကတော့ရွာတဲ့မိုးရေချိန်နဲ့အချိန်နေကြည့်ပြီးမှဒီလိုစက်ခဲရတာမိုးရေကိုပဲအပြုတ်ရတာအဲ့တော့ဥကပခုတ်ကူဒေတာပေါ့ဥခဲစိန်လန်းစစ်ပြေးရေးမှာပခုတ်ကူဒေတာလုတ်ခဲ့တဲ့အခါကျတော့ဥလုတ်ခဲ့တာလေးနည်းနည်းပြောပြမှာပေါ့နော် ပခုတ်ကူဒေတာဆိုတာပခုတ်ကူတို့ရေတကြိုးတို့မြိုင်တို့စိတ်ဖြူတို့ပေါက်တို့ဆိုတာအဲ့ထက်မှာပေါက်ကတော့ပုံတော်ပုံညာနဲ့နီးလို့သူကမိုးရင်လက်မှ30လောက်ထင်အောင်တစ်နှစ်ရတယ်ပခုတ်ကူတို့ရေတကြိုးတို့မြိုင်တို့ကြတော့တစ်နှစ်လုံးမှ70ခန်းလက်မှ20မကျော်ခြင်းလက်မှ20မကျော်လက်မှ20ပြည့်အောင်လဲရွာတဲ့အချိန်မှာကအချိန်တရာကျော်လောက်ရွာမှလက်မှ20ပြည့်အဲ့တစ်ချိန်တစ်ချိန်မှလုံလုံလောက်လောက်မိုးမရအောင် ဲ့လိုမိုးမရဘူးပြပင်း၆တွေ့တဲ့အရာမှာစိုက်မယ်ဆိုလို့ရှိရင်မိုးတံပေါ့နေပူတံမိုးတံခန္ဓာရရှိတဲ့တင်မျိုးကိုရွေးဆိုက်ရတယ်ဘယ်လိုတင်မျိုးတွေလဲတော့ပခုတ်ကူလို့ဒေတာမှာအပူပန်းလို့ဒေတာမှာရှားပေါ့သူကတဘာဝရောက်မိုးရင်နည်းနည်းလေးနဲ့ရှင်သန်တဲ့ဟာမျိုးအဲ့တော့တစ်ပင်စိုက်မယ်ဆိုရင်လဲရှားလို့ပင်မျိုးပြိုးထောင်ပြီးဆိုက်ရင်သွားဟိုကဖြစ်တာပေါ့ရှင်မှုရာတေကြတာပေါ့နော် ဒါဥပမာနေနဲ့ပြောတာပါအဲ့တော့အဲ့ဒီကနေဆက်ဆက်ပြီးပြောမယ်ဆိုရင်အပူပိုင်းမှာဆိုင်ရင်အပူပိုင်းဒေသမှာပေါက်နေတဲ့တင်မျိုးကိုဥစားပြီးရွေးရမှာပေါ့နော်ဟိုမြေဝကျွန်းဘုံတို့တနင်္သာရီတိုင်းတို့မှာမိုးရေချိန်လက်မှာတရားနဲ့နေရာထိရွာတဲ့ရက်ကအပင်ကိုဆော့ဆော့ပြောတဲ့ပခုတ်ကူလိုရေတကြိုလိုနေရာမျိုးသွားဆိုင်ဘယ်လိုမှမရှင်းနိုင်ဘူးသူကမိုးချိန်လက်မှာတရားနေရာရွာတာ တနေ့တမိုးတွန်းလုံးယွာနေတဲ့သဘောရှိတာပေါ့နော်အဲ့ဒီရက်မှာပောက်တဲ့အပင်ကိုအဲ့ဒီရက်မှာတစ်ပင်ဆိုင်မယ်ဆိုရင်အဲ့ဒီရက်ကအပင်ကိုဦးစားပေးတာကတော့အကောင်းဆုံးပဲသို့တော့သူတို့နဲ့ရာသီဥတုတိတ်မကွာဘူးမိုးချိန်လက်မှာလည်းတိတ်မကွာဘူးအဲ့ဒီမှာတော့မပေါ့ဘူးတခြားအပင်မျိုးဆိုင်မယ်ဆိုရင်လည်းရာသီဥတုတို့မိုးချိန်တို့တူရင်တော့ရနိုင်တယ်ကိုတစ်နှစ်လုံးမှာဆယ်လက်မလောက်ယွာတဲ့အမှာ200လောက်ကအပင်သွားပြီးတော့စိုက်ရင်မရဘူး ဥပမာတို့ခေါ်တဲ့ဒီရတော်ပင်ပေါ့ဒီရတော်ပင်ဒီအတက်ကြရှိတဲ့ရွှေနွန်တော်တွေမှာမပေါက်တဲ့ဒီရတော်ပင် ကိုတောင်ကြီးလိုနေရာမျိုးကလောလိုနေရာမျိုးကိုယ်မသွားဆိုင်လို့မရဘူးတာဒီခါကျတော့ဥဒဝသစ်ပင်ဆိုင်တယ်ဆိုလို့ရှိရင်ကုဒေတာကသင်မျိုးဥစားပေးပါ ရှင်မို့တေချပါတယ်ဒါကတစ်ချက်ပေါ့နောက်တစ်ခုကဟိုစိတ်ဝင်စားစရာ ပြိုးဥယျာဉ်လုပ်ငန်းလေးထည့်ပြောခြင်းတယ်။တစ်တော်ဌာနကတော့ပြိုးပင်တွေကိုလူလူမိုးရသည်ဇူလိုင်လဇွန်လစသဖြင့်အဲ့လိုရောက်လို့ရှိရင်လကားဖြန့်ဝေပေးတာစိုက်စီခြင်းလို့တစ်ပင်တွေကိုပြိုးထောင်ပြီးတော့လကားဖြန့်ဝေပေးတာကုန်ကြခံပြီးတော့နော်အဲ့ဒီခါကျတော့အပူပိုင်းဒေသမှာပြိုးပင်တွေပြိုးတဲ့ခါကျတော့သူတို့အခေါ် hardening practice ပေါ့အကြမ်းခံအောင်လို့လေ့ကျင့်ပေးရတဲ့လုပ်ငန်းလေးတစ်မျိုးရှိတယ် တိပ္ပိနေဟာမဆိုင်မရှင်းနေတိုင်းရေလောင်းပေးနေလို့မဖြစ်ဘူးအပူပိုင်းစုံမှာကြတော့သူကသူ့သွားဆိုင်လိုက်တဲ့ခါကျမြေကြီးပေါ်မှာကြတော့နေတိုင်းမိုးမရောနေတိုင်းရေမရောအဲ့ဒီခါကျအဲ့ဒီတိပ္ပိကပြိုးရင်မှာပြုစုထားကြတယ်ကသူ့ကိုလေ့ကျင့်ပေးရမှာအကျန်းခံအောင်ပြုစုပေးရတာအဲ့ဒါကိုအင်္ဂလိပ်လို hardening practice လို့ခေါ်တယ်နော် hardening သူကအကျန်းကိုခံနိုင်အောင်သူ့ကိုဘယ်လိုလေ့ကျင့်မလဲဆိုရင်ပထမတော့ ပြိုးရင်ကဟိုအစိမ်းရောင်ကြီးတွေနဲ့မိုးကကြီးတွေနဲ့အုပ်ထားတယ်ကာထားတယ်စပြိုးကစားတာပေါ့ဒါမလို့အဲ့ဒီလူကြီးကတကယ်တမ်းတော်ရဲသွားတဲ့ခါကျဘယ်သူမှသူ့ကိုထိမိုးပေးမဲ့လူလည်းမရှိဘူးတပင်းချင်းကိုလိုက်ပြီးတော့အစိမ်းရောင်နဲ့ကာလို့လည်းမရဘူးမတန်တန်အဲ့ဒီခါကျတော့ကိုယ်နဲ့တဘာဝပတ်ဝန်းကျင်နဲ့ကြိုက်အောင်ဒီပြိုးရင်မှသူကဘာလုပ်တယ်လဲဆိုတော့ဥတုက hardening practice ဆိုတဲ့ခေါင်းစဉ်အောက်မှာ မိုးထားတဲ့အမိုးတွေကိုပထမတော့အလုံးချုံပဲစိတ်အောင်တွေပတ်ထားမယ်နောက်တဖြည်းဖြည်းနဲ့နှစ်လားလောက်ပြိုးတဲ့ကလေးတွေရလာပြီဆိုတဲ့အချိန်ကျတော့ဒီအမိုးလေးတွေဖြုတ်လိုက်တယ်နေအပူကိုဟိုရာနှုံးပြေမိုးထားရနေပြီးတော့တဝက်တဝက်တဝက်လေးပုံတပုံနောက်အမိုးတွေဖွင့်လိုက်တယ်စသဖြင့်ကိုကွင်းမြင့်ကြီးတဲ့မှာသွားဆိုင်ပါလေသူကကွင်းမြင့်ကြီးတဲ့မှာသူအသက်ရှင်အောင်သူစူးစမ်းရတော့အဲ့ဒါဟို hardening bright နောက်ရေနေတိုင်းလောင်းနေရနေပြီးတော့တော့တပြေပြိုးဥယျာဉ်မှာပြောတော့နော်အခုဦးပြောတာက ပြိုးရင်မှာတစ်ပင်တွေကိုမဆိုင်ခင်ပြိုးထောင်ရတဲ့ခါကျတိမ့်တန်းချပြီးပြိုးထောင်ရတာဟုတ်အဲ့တော့ဥတို့လုတ်ခဲရတာအပူပိုင်းစုံမှာလုတ်ခဲရတော့ပထမအလင်းရောင်ကိုတဖြည်းဖြည်းနဲ့ဖြန့်ပေးတယ်ပေါ့စတော့အလုံးချုံအုပ်ထားတာနောက်ကြတော့တခါရေလောင်းတယ်ပြိုးရင်ဆိုတော့လောင်းနေကြတာပထမတလာတော့နေတန်းလောင်းမယ်နောက်ကြတော့တစ်ပတ်တခါလောင်းမယ်နောက်ဆယ်ရက်တခါဆယ်ငါးရက်နောက်တလာမှတခါလောင်းမယ်နောက်ပိုင်းကျတော့နှစ်လမှတခါလောင်းမယ်ပေါ့ အဲ့ဒီလိုလှုပ်ခြင်းအဖြစ်သူ့သွားဆိုင်တဲ့ခါကျမိုးမိန်သွားလဲသူကတလက်ခံနိုင်တယ်အရက်20ခံနိုင်တယ်ဆက်နေတိုင်းသာလောင်းပေးနေရကိုမမိုးမိန်ရင်သူနှုတ်တော်မှာပေါ့နောက်တစ်ခုကအပင်တွေကိုပြိုးရင်မှာတပင်နဲ့တပင်ဒီလိုပူးကပ်ပြီးတော့ပြုတ်ထောင်ထားတာမဆိုင်ခင်မှာအဲ့ဒီဟာတွေကိုအပင်တွေကိုချဲ့ပေးရတယ်တပင်နဲ့တပင်ပူးကပ်ပြီးစိုက်ထားတဲ့ခါကျတပင်ကတပင်ကိုမှီးနေတယ်နှုတ်နေတယ်တပင်ချင်းတပင်ချင်းချဲ့လိုက်တဲ့ခါကျတော့ ဆိုတော့အပေါ်ကလည်းနေရောင်လည်းနည်းနည်းဒဏ်ခံနိုင်လာပြီမိုးရေကလည်းနည်းနည်းလေးရေလောင်းတာလည်းလျှော့လာပြီဒီအပင်လေးတွေကချဲသွားတဲ့ခါကျတော့တဖြည်းဖြည်းမာတောက်ပြီးတော့သူ့ဟာသူယက်တည်နိုင်တဲ့အပင်လေးတွေဖြစ်သွားတာဒါကတော့အကြမ်းရင်းပြောပြတာနော်အဲ့တော့အပင်လေးတွေကိုအပူပိုင်းဒေသလိုဟာမျိုးကြအဲ့ဒီလောက်ထီအောင်ဂယုဒ္ဒဆိုင်တစ်တော်ဦးစီးဌာနကလောက်ကန်ဆောင်ရွက်ကြတာကိုသိရင်အလကားရတဲ့ပြိုးပင်တွေပေါ်မှာတံပိုးထထလာမှာ ဘလောက်ထိဥရောတွေ့ကြုံမှုသူလို့ဆိုလူတို့တွေကိုဖြံပြိုးရမယ်ဆိုလို့ကြေးရွာတွေကပြောပြနေလာယူကြပါဆိုပြီးတော့အခုတ်ကူမှာအခုတ်ကူရဲ့အရှိပဲရွှေချောင်းဒေသမှာပြိုးဥရင်နဲ့ပြိုးထောင်ပြီးတော့ပြိုးရင်တွေဝေရတယ်မွေးရသည်ဂျူလန်လာမတိုင်းငယ်လူတို့ဖြတ်ရမယ်ဆိုလို့ဟိုရွှေချောင်းချောင်းနဲ့ကြတော့ဥရုပြိုးဝင်တွေကိုထားပခဲ့တာလွတ်ပခဲ့တယ်ယူရဲဆိုတဲ့စီရင်တော်ဒီမှာပေါ်တယ်ရွာတိအောင်မတည်တော့ဘူး မဆိုင်တော့ဘူးဆိုတော့အဲ့လောက်ထီအောင်ကဘာဖြစ်လို့တုံးဆိုတော့ဒီသစ်ပင်တွေတံပိုးကိုငါတို့လူတွေအကုန်လုံးနားမလည်ကြလို့ဒီမှာငွေကုန်ကြေးကြခံပြို့ထောင်ထားတယ်စောစောပြောလို့ hardening bright day ဆိုပြီးတော့အကြမ်းခံအောင်ရေလောင်းတာမိုးတာနေအလင်းပွင့်တာအဆဟုတ်လားအမျိုးစုံပြိုးပင်လေးတွေချဲတာအဆုံးအဲ့လောက်ထီအောင်ဂယူးဒီဇိုင်းလုပ်ရတယ်ဆိုတော့တစ်တော့ဌာနရဲ့တံပိုးကိုသူတို့ မသိတဲ့အခါခိုးတော့ကတော့ရွာကနိုင်ငံတော်ကလာယူရမယ်ဆိုလို့လာယူတာရောမမဆိုင်ဘူးလမ်းကြောင်းမှာပဲမမြင်ကိုရမှာပဲထားပခဲ့ကြအဲအဲ့လိုဟာမျိုးတွေကြုံရတော့ပေါ့နော်အဲ့တော့တစ်ပင်ရဲ့တန်ဖိုးကိုနေရာတိုင်းအရတ်တိုင်းကလူအယွေအစားမျိုးမျိုးငငယ်ကလေးကတိသိထားမယ်ဆိုအခုဥပြောတဲ့ဟာမျိုးတွေကမဖြစ်တော့ဘူးပေါ့နော်တပင်ရတပင်တန်ဖိုးထားပြီးတော့ စိုက်ကြမှာအဲ့တော့တစ်ပင်စိုက်တာနဲ့ပတ်သက်လို့ပြန်ခြုံပြောရမယ်ဆိုလို့ရှိရင်ကိုဒေတာမျိုးရင်းတစ်တီတစ်ပင်တွေကိုစိုက်မယ်ဆိုတော့ပို့ပြီးတော့သိကြတယ်မပူပင်ရဘူးအဲဒါမှမဟုတ်တခြားဒေတာအပြင်ဆိုရင်ကိုဒေတာကရာတိဥတုနဲ့အနိစ္စဆုံးရှိတဲ့အရကဆိုတော့မဆိုးဘူးစောစောပြောသလိုဟိုမြေဝကျွန်းမော်ဒီရတော်တဲ့အပင်ကိုတောင်ပေါ်သွားစိုက်လို့မဖြစ်တယ်လို့ မိုးအများကြီးရွာတဲ့အရက်ကပင်မိုးနည်းနည်းလေးရွာတဲ့အရက်မှာသွားဆိုင်ရင်လဲညာများဆိုင်ရင်မဖြစ်ဘူးကိုယ့်ကိုအိမ်ဝန်းနဲ့ဆိုင်တာတော့တမျိုးပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်မှာကျင်းလက်ဒေတာတွေမှာဆိုလို့ရှိရင်ကိုယ်ရွာချမ်းစီယိုးကိုယ့်အိမ်ခြံဝန်းထဲမှာတရွာနဲ့တရွာဆက်သွယ်တဲ့လမ်းတွေမှာတစ်ပင်ကိုစိုက်ထားမယ်ဆိုရင်တရွာနဲ့တရွာသွားတဲ့လမ်းကတဖြည်းဖြည်းအရိပ်ခိုလို့ရနော်အကုန်လုံးသဘာဝပေါ်ချင်းပတ်ဝန်းကျင်ဆိုက် ဟိုဖြစ်တာတော့စိမ့်လာတော့နောက်လေခါတန်းသဘောမျိုးရာကင်းနေမှာလေခါတန်းလို့ဆက်ရမှာဒါတဲ့ဒါနဲ့ပတ်သက်လို့ခြုံပြောရင်ရေဝရေလဲဒေတာဆိုရင်တစ်ပင်ရှိအောင်ကိုဆက်ကိုရောနာချောင်းကကိုဘက်ကတောင်ကုန်းဘဝစစည်းတဲ့ဆိုရင်အဲ့တောင်ကုန်းဘဝမှာတော်လေးဖြစ်အောင်သာလုပ်ပေးရှိနေသေးတော့တော့မထိနဲ့ဒါလောက်ထိတစ်တော်ထိန်းသိမ်းတာနဲ့တစ်ပင်ဆိုင်တာအဲ့လိုဆက်ဆက်ပြီးတော့စဉ်းစားဖို့လိုတာပေါ့ပြင်နော်